ဖုတ်ဖို့မှာစားရပြည်သမ ्या အားလုံးပဲမင်္ဂလာပါကျွန်တော်အခု30တောင်းပွဲကဒါဆော့ဆော့ပြီးသွားတဲ့ Aston Villa အသင်းနဲ့ Arsenal အသင်းတို့ရဲ့ပွဲ Aston Villa ကအိမ်ခွင်း Villa Park မှာ2-1နဲ့အနိုင်ရသွားတယ် Arsenal အသင်းကမပေးသေးတဲ့ထိုက်ဆုံးမှာဆက်လက်ဦးဆောင်နေသေးပဲဒါပေမဲ့အမှတ်ကွာဟမှုကကျင်းမြောင်းလာတယ် Aston Villa နဲ့၃မှတ်အကွာကိုရောက်သွားတယ် Villa ကအဆင့်နှစ်နှစ်အောင်တက်လာတယ်ဆိုတော့ Manchester City ဒါအခုဒီ၉ခွဲ ပွဲပေါ့နော်နိုင်ခဲ့ရင် City က Villa ကိုတမက်ပြန်ကြောတက်မယ် Arsenal နဲ့နှစ်မက်กว่าအထိရောက်လာမယ် Gap ကတော်တော်လေးကျင်းမြောင်းသွားပြီဆိုတော့စိုးရင်စရာအခြေအနေကတော့ရောက်ရှိသွားပြီလို့ပြောရမှာအဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ပထမဆုံးဟိုပြောရမှာအာဆနာအသင်းရဲ့ယာယီခံစက်လောရောဖြစ်ရလားပေါ့နော်ဆိုတော့တေချာရဝီလျံဆာလီဗာနဲ့ဂါရီမဂါဟီးနှစ်ယောက်တွဲ ခံစစ်ကိုတော့ဟင်ကပြေးအခုဆိုရင်မော့စကရာတော့မဟုတ်ဒီတင်ပါကစားနေတယ်အဲ့ဒီနှစ်ယောက်ခံစစ်အတွဲကိုတော့ဒီခံစစ်အတွဲကမိနိုင်မှာမဟုတ်ပေမဲ့စိုးစိုးရွားရွားအမားတွေမတွေ့ရအောင်ပေးလိုက်ရတဲ့နှစ်ကိုယ်စလုံးမှာကြီးကြီးမားမားအပြစ်ပြောစရာတော့မရှိဘူးဒါပေမဲ့တပွဲလုံးအနေနဲ့အဲ့ဒီခံစစ်တွဲဟာယူကွက်ဟာကွက်အသေးစားလေးတွေတော့ပေါ်ခဲ့တယ်အမားလေးတချို့တွေ့ရတယ် ကန်စစ်ကစားသမားစစ်စစ်မာမာယူရန်တင်မာကတကယ်တော့ left back right back ဒီပဟုကန်စစ်နှစ်နေရပြီးကွင်းလာမှာတက်ကစားနိုင်လောက်အောင်သူ့ရဲ့ versatility ကအပြည့်ရှိတယ်ဒါပေမဲ့တကယ်ဒီ Willian Saliba ရဲ့ level မဟုတ်တဲ့အခါကျတော့တခါလေကျတော့ဒီကန်စစ် line ကနေပြီးတော့ step in out လုံးလုံးသွားတယ်ကိုကန်စစ် zone ကိုထားခဲ့ပြီးတော့ထွက်ထွက်သွားတယ်အဲ့ဒီခါကျ hang up ပြေးတယောက်ပဲကြံခဲ့ပြီးတော့1 versus 1ဒီစောင့်ကြည့်ရတဲ့အနေအထားမျိုးတွေမကြာခဏတွေ့ရတယ် တော့1 versus 1ထိန်းချုပ်ရတဲ့အနေအထားအထိတော့အများကြီးမဖြစ်ဘူး။ဒါပေမဲ့1 versus 1စောင့်ကြည့်ရတယ်။အဲ့ဒီမှာမှဒီလူသားဝင်လာတဲ့မာလန်ပေါ့။တကယ်တော့ Oliver Kings ကစားရလဲကောင်းသလို Oliver Kings အစားလူသားဝင်လာတဲ့မာလန်လည်းကစားရကောင်းတယ်။ Arsenal ကစားရကောင်းတယ်။ကောင်းတဲ့အခါကျတော့အဲ့ဒီမှာဒီ Arsenal ခံစက်ဟာပြဿနာလေးတချို့တွေ့ရတယ်။အသေးအဖွဲပြဿနာလေးတွေ။ဒါပေမဲ့အဲ့ဒီအသေးအဖွဲလေးတွေကိုဒီထက်ပိုစီအောင်လုပ်မှအဆင်ပြေလိမ့်မယ်။ဒီထက်ပိုပြီးတော့စီအောင်မလုပ်ဘူးဆိုရင် ောက်ထပ်အသေးဖွဲပြဿနာလေးတွေကကိုပေးရင်လည်းပေးရမှာပေးချင်မှလည်းပေးရမယ်။ NDA ရောရှိနေလိမ့်မယ်။အဲ့တော့အားတစ်ချက်ပေါ့နော်။နောက်တစ်ချက်ပြောချင်တာကဒီ average is a ကိုဒီ left wing အနေနဲ့ဒီရာသီမှာရှိမှာ၃ဘွဲ၃ပြီးသွားပြီ။အဲ့ left wing ထုတ်တဲ့ဘွဲတွေက essay ရဲ့ performance ပေါ့နော်။အမြဲယုံခံရတယ်။ performance မကောင်းတာမဟုတ်ဘူး။ average မှာတော့မရှိဘူး။အမြဲယုံခံရတယ်။အဲ့မှာ essay ကိုဒီ central zone မှာထားမယ်။လွတ်လွတ်လပ်လပ်လှှရှားခိုင်းမယ်။ အဲ့လိုအနေထားမျိုးမှာ SSC ကနေပြီးပို့ပြီးတော့မြင်ရတယ်။ဆိုတော့ဒါဆိုရင်ဒီ Michael Arteta ကဘာကြောင့် SA ကိုပယ်တန်းထုတ်တာလဲ။သူ့စီမှာဘဲတောင်ပံကိုကောင်းကောင်းကစားနိုင်တဲ့ကစားသမား3ဦးရှိနေတယ်။ Leandro Trossard ကိုပါမျိုးနေတယ်။ပြီးတော့ Noni Marouki ရှိတယ်။ပြီးတော့ Martinelli ရှိတယ်။အဲ့ကစားသမား3ဦးကိုခောက်ထားပြီးတော့ SA ကိုဘာလို့ပယ်တန်းထုတ်တာလဲဆိုရင်အသင်းကပ္ပတိန်အဖြစ်ပြောင်းဝင်လာတဲ့ Martin Odegaard ကို လိုင်းကမအောင်ချင်လို့လို့ပဲပြောရမယ်ဆိုတော့အာဆနယ်ရဲ့ကစားပုံကဒီ4213စံနဲ့433စစ်စစ်မဟုတ်ဘူးမာတင်နလီ sorry ဒီအိုရီဂါအိုရီဂါကအဲ့မှာတခါလေကျတော့ rice ကတက်သွားပြီးဆိုပြီးမှန်ဒီထိုင်ထားတယ် rice နဲ့ origan နဲ့ကဒီ love number 8 right number 8ဆိုပေမဲ့ rice ကဒီပွဲမှာ villa ရဲ့ဒီတံပြန်တိုက်စစ်တွေကြောင့်အနောက်ကိုစင်းစင်းကူပေးရတာများတော့အဲ့ဒီခါကျတော့ double pivot ပုံစံဖြစ်သွားတယ် right ကို number 8 assist ပုံစံပို့ပြီးတော့ခံစားရတယ်။အဲ့ဒီချိန်မှာ Martin Odegaard က central zone ကိုသူဝင်လာတော့မယ်။အဲ့တော့ဒီ base 1ကနေ base 2 1 2 shape ကနေ2 1 shape ခံစား2ရောက်သူက number 10 row assist double assist နဲ့ number 10ကစားရတော့မယ်။အခုတော့ဒါပေမဲ့ hand check ကမညီဘူး double assist နဲ့ number 8ဖြစ်နေလို့မယ်။ Odegaard ကညာကိုပဲကတ်နေတော့မယ်။အဲ့မှာ Martin Odegaard နဲ့ Ezay နဲ့ မတူတဲ့အမှုအကျင့်က characteristic ကအဲ့လိုရပဲအဲဇေးကကြတော့အဲ့ဒီဇုံအဲ့နံပါတ်10 row ကနေလို့ဘယ်ကိုထွက်တယ်ညာကိုထွက်တယ်ဘယ်ကိုထွက်တယ်ညာကိုထွက်တယ်တောင်ပန်းနေထိလိုက်ကတ်တယ် white area ဒီထိလိုက်ကတ်ပြီးတယ်သူ Martin Odegaard ကကြတော့အဲ့ဒီညာချမ်းကနေသူကစားတာပထမအိမ်မှာသူကစားတာလည်းကောင်းပါတယ်ဒါပေမဲ့ကစားတာကောင်းနေဆိုရင်အဲကျွန်တော်ဒီနီးပြွာပိုင်းလိုအပ်ချက်အရာကြည့်မှဆိုရင်အမှဘယ်ချမ်းကလုံးဝ isolated ဖြစ်သွားတယ်ဘယ်ချမ်းမှာဒီသူလာပြီးတော့ဒီ central zone ကိုဝင်လာတာမျိုးမဟုတ်ဘူး ော့ distance ဆိုသူနဲ့ Bukayo Saka ကအရန်နေတယ်။အဲ့တော့တောင်မန်တိုက်စစ်ကစားသမားနှစ်ယောက်တယောက်က Saka တယောက်က Eze ဆိုတော့သူတို့နှစ်ယောက်ကအရန်ကတ်နေပြီးတော့ဒီဘက်မှာ Eze နဲ့သူနဲ့ကြားထဲမှာ link မရှိဘူး။အဲ့ပြဿနာပေါ့နော်။ဆိုတော့ Rice ကပုံမှန်အားဖြင့်ဆိုရင်အဲ့တက်ထောက်လာပြီးတော့နံပါတ်8ပုံစံမျိုးကစားပေးနိုင်မယ်။ဟို Rice ကလည်းဒီဘက်မှာ Aston Villa ရဲ့ဒီတံပြန်တိုက်စစ် line down transition တွေကတော်တော်ကောင်းတဲ့ခါကျတော့ Zubimendi တူးတယ်မလုံလောက်ဘူး cover မဖြစ်ဘူး။မဖြစ်တော့သူစဉ်းစဉ်းပြီးနေရတယ် ဲ့လိုဆင်းပေးရပြီဆိုအော်ဒီဂါကစန်ထရယ်ဇွန်ကိုအလိုလိုရွှေ့ရအောင်မယ်အဲ့ဒီနားလည်မှုပျက်စီးနေဒီပွဲမှာဆိုတော့ဖြစ်တင်တာကဘာလဲဆိုရင်အော်ဒီဂါကိုထောက်အောင်အဇေးကိုခြေစုံမပြနိုင်တဲ့အဇေးကိုထောက်အောင်မဟုတ်ဘူးမာတင်အော်ဒီဂါကိုထုတ်ပြီးတော့အဇေးကိုစန်ထရယ်ဇွန်ကိုပြန်ထည့်ရမှာဂိမ်းရဲ့အနေအထားရတချို့ပွဲတွေကိုအဇေးကိုလော်လော်ကူကူရှင်းထုတ်လိုက်တာပြဿနာမရှိဘူးဒီလိုပွဲမျိုးကဘလို့ပဲဖြစ်ဖြစ်အော်ဒီဂါကထုတ်ကိုထောက်အောင်အဲ့ဒီသူ့ကိုထုတ်ပြီးတော့ double pivot နဲ့ ဒီနံပါတ်10နဲ့ပုံစံမျိုးစွေမန်တီရဲ့ declarize အသေးရဲ့နဲ့ဒုတိယပိုင်းကိုဆက်သွားတင်တာအဲ့တော့သူ့ကိုထုတ်ပြီးတော့ Leandro Trossard ထည့်လိုက်တော့လေအဲ့ပြဿနာကမပြေလည်သွားဘူးနောက်ဆုံးသူကဒီ Bukayo Saka ကိုထုတ်တယ် Trossard ကလည်းတန်းပြန်သွားတော့လူသားဝင်လာပြီးတော့မှပြန်ထွက်သွားတယ်အဲ့တော့ Vita Yokeres ဝင်လာတယ် Yokeres လည်း light လှုပ်လိုက်ကြိုးစားနေတာပဲရှိတယ်မထ ිය ောက်တော့ game impact ကအဲ့မှာ Arsenal ဟန်ချက်မညီမှုကိုကျွန်တော်တောက်လျှောက်ခံစားရတယ် အဲ့တော့အဓိကပြဿနာက is a line at out ပလိုက်ပြဿနာမရှိဘူးအဲ့တော့ line at out မယ်ဆိုရင် origar ကို သုံးမယ် rice ကို number 8လို့သုံးမယ်အဲ့တော့ဒီပြန်ဆင်းရမယ်အနေအထားတွေအတွက် color fury ကိုပို့ပြီးတော့ခိုင်းလိုက်မယ် zoeman ဒီကိုပူပေါင်းမှုအတွက် rice ပြန်ဆင်းမယ်အစားဒါပေမဲ့ color fury ကလည်းဒီပွဲမှာပြဿနာတွေရှိတယ် color fury ကိုဒီပွဲမှာ color fury ရဲ့ဒီ price ကိုလိုက်ပါပံ့ပိုးမှုလည်းမကြိုက်ဘူး ခံစစ်ကိုလည်းမကြိုက်ဘူး sloppy လည်းတွေ့ရတယ်ပြီးတော့ဒီ blue complex ဒီ tactical foul လည်းလုပ်လိုက်ရတယ်အဝါကလည်းထိသွားတယ်လူသားလေးလည်းခံရတယ်ဆိုတော့ခိုင်ခိုင်မာမာလုပ်ရမယ့်အလုပ်က declarize လောတာတဲ့ပုံမစင်းမိစေဘူး rice ကတော့စင်းပါပဲကာပြီးပါပဲ rice ကအဲ့လောက်ကသူအများနဲ့လုံနေကြဒါပေမဲ့အခုဟာက rice rice ကနံပါတ်8 row ဆိုတာပျောက်သွားတယ်လက်နံပါတ်8 row ဆိုတာပျောက်သွားပြီးတော့နံပါတ်6 double box 6စပုံစံကြီးဖြစ်ဖြစ်နေတယ် အဲ့သူရဲ့တိုက်စစ်ဇုံပါလေ right side ကဘာမှ အကူအညီမရတော့ဒီကြားထဲ Martin Odegaard ကလည်းဒီ central zone ကိုဝင်မလာပေးဘူးဘယ်ကိုလိုက်မထွက်ပေးဘူးညာဘက်မှာကတ်ပြီးတော့ကစားနေအားပြဿနာအဲ့ဒါဆိုတော့တကယ်လို့ Eze ကိုမတုံးဘူးဆိုရင် right ဟာ8 6ကိုလိုအပ်တယ်လို့ပြီးတော့ Odegaard ဟာ8 6ကိုလိုအပ်တယ်လို့6 6ကဇူဝီမန်ဒီကစားပြီးတော့အဲ့ဇူဝီမန်ဒီကိုဟိုကာဝယ်ပေးဖို့အတွက်ဒီသူ့ရဲ့ဒီ inverted fullbacks ဒီကို ဟိုတုံးတဲ့ပုံစံမျိုးသွားပါအဲ့ထက်လွယ်ကူရှင်းလင်းကျင်တော့အိုရီဂါကိုဆက်ပြီးတော့ line အောက်ထားလိုက်အောင်အိုရီဂါကိုဆက်ပြီး line အောက်ထားလိုက်ရင်အမဇူဝီမန်တီနဲ့ Declan Rice ကနှစ်ယောက်အထိုင်ဖြစ်သွားပြီအဇေးကဘယ်ရောညာရော Rice မတက်လာလဲအကြောင်းမဟုတ်ဘူးအဲ့တော့အဲ့နားလည်မှုမျိုးကအာစနယ်ကပို့ပြီးအားကောင်းနေနောက်တစ်ခုကဒီအဇေးဟာပို့ပြီးတော့ဂိုးသွင်းချေရှိတယ်ဘော့သရက်တွေပို့ပြီးတော့လုံနိုင်တယ်ဆိုတော့အရန်ရိုးရှင်းကျင်တော့အဇေးကို သုံးမျိုး origo ကိုလိုင်းရခဏပြန်ခောက်ထားမှာပဲရမယ်ဆိုတော့ဒါဒါအဓိကပြောနေတဲ့အားဆိုတော့ SA ကဒါလေးဘွဲ့မြောက်ဘယ်တောင်မှကစားတယ်လေးဘွဲ့သလုံးယုံခံရတယ်ဆိုတော့ပွဲမဆခင်တည်းကလည်းအဲ့ဒီအချက်ကိုစောင့်ကြည့်တာ SA ဘလို့လာမလဲဒီဘွဲ့မှာအထင်းတဲ့အတိုင်းပဲဘာမှလုပ်လို့မရဘူးပွဲဆောင်ရင်ဂိမ်းကအေးတယ်နှစ်တင်းသလုံးတင်ပိုကိုထိနိုင်မှုစ조사တယ်ဆိုပေမဲ့ဒီဒီဘွဲ့ကစားတာဒီဆိုပေမဲ့ဒီကတကယ်အရေးသွင်းမြင့်တင်ပိုဆက်တာတူ ဒါပေမဲ့ဒီဘက်မှာစီမံဒီကစားအဆင်မပြေဘူး။နောက်ထားပါတော့နှစ်သိန်းသလောက်ထန်ပိုကိုရှာနေရတန်ကိုရှာဖွေနေတယ်။ဆိုတော့တကယ်ဟို game မှာ Arsenal ကနည်းနည်းလေးပိုအစည်းလို့မြင်ရပြီမြင်တကယ် massive chance ကြီးက Arsenal ဘလားရတာ။ Oliver Ginn စကန်တာတော်တော်ကောင်းတယ်ကံချက်ကောင်းတယ်။ဒါပေမဲ့ Raya ကာဝတ်သွားပုံကောင်းတယ်။အဲ့ဒီဘောလုံးကလည်းတကယ်တော့ second ball ကနေလာတာ။ Arsenal တိုက်ထုတ်လိုက်တဲ့ဘောလုံးကို Villa က counter ကပြန်ပြီးတိုက်ပြီးလိုက်တဲ့အချိန်မှာ Magins ရောက်တယ်။အဲ့ Magins က working slang ကြောင်းလေးကိုထိုးပြီးလိုက်တဲ့အချိန်ရောက်သွားတယ်ခွင့်ရည်ဆိုတော့အဲ့ဒါရိုးပေါက်ဟာပေါက်ဒီဆိုအဲ့ဒါကိုပြောကြတာဟုတ်နောက်7မိနစ်ကျော်လောက်မှာ game ရဲ့ pace ကတပြည့်နဲ့မြန်လာတယ်အဲ့တော့ game pace ဆိုတာဘာလဲဆိုရင် over ဒီဘက်ကူးပြောင်းတဲ့အချိန် over ဒီဘက်ကူးပြောင်းတဲ့အချိန်မှာမှာအချိန်လေးနှမျိုးတွေ့ရတယ် Arsenal ကတိုက်စစ်စင်နေကစားနေတဲ့အချိန်ဆိုရင် Villa ကွင်းဘက်မှာကြာတယ်ဆိုလိုတာက Villa ကွင်းဘက်ကိုတက်ဖြီးပြီးတော့ Arsenal ကကစားနေတယ်ကစားနေပြီးတော့ Villa ကအခန်းစစ်ဆုံးမှာပဲကစားနေရတယ် ဒါပေမဲ့ Villa တိုက်စစ်ဆင်တဲ့အချိန်ဆို Arsenal ကွင်းဘက်မှာမြန်တယ်ဆိုတော့ပုံစံကဘယ်လိုဖြစ်သွားလဲဆိုတော့ Villa ကအပိုင်ဖောက်ဝင်မရရင်ဘောလုံးပြတ်တယ်ပြတ်ပါစီဆိုတာမျိုးကိုကျွန်တော်တို့မြင်ရတယ် Villa ကစားတဲ့ပုံစံကဆိုတော့ Arsenal ဟာသူတို့တိုက်စစ်တက်ကစားတဲ့အခါတိုက်စစ်ဆင်တဲ့အချိန်မှာဘောလုံးကင်ထားတဲ့အချိန်ပိုများတယ်ဘောလုံးကိုပို့ပြီးတော့ကင်နိုင်တယ်ဒါပေမဲ့အခွင့်အရေးတွေလည်းရပြီမဲ့ half chance တောင်မရှိတဲ့အခွင့်အရေးမျိုးတွေနဲ့အစင်သိပ်မပြေဘူးဒါပေမဲ့73မိနစ်လောက်မှာဘူခိုင်ဆာကအခွင့်အရေးနှစ်ချိန်စရရတယ်အော်ရီကပေးတဲ့ဘောလုံးအဝေးရကန်တယ်ဆိုတော့အဲ့ဒီမှာ ထူးခြားချက်ကဘာလဲဆိုတော့အဝေးကန်ချက်နဲ့ချင်းချောက်ချင်းအနောက်ထပ်10မိနစ်တောင်မကြောက်ဘူးအဲ့ဘောလုံးကဒီအပြင်ကိုကိုယ်သွားပုတ်ထုတ်လိုက်တယ်အီမီမာတီနက်စ်ပုတ်ထုတ်လိုက်တဲ့အချိန်အိုရီဂါစီရောက်တယ်အိုရီဂါပြန်ရပြီးတော့တိုက်စစ်ပြန်စတယ်ပြီးတော့ဘန်ဝိုက်ကိုပေးတယ်ဝိုက်ဖြတ်တင်ဖို့တင်တယ်အဲဆော့ဆော့အေရီယာအပြင်ကကန်တယ်ဆက်ကာကဒီဂိုးပေါက်ထဲကိုစီးဝင်လာတယ်ဘာလို့ဂိုးပေါက်ထဲကိုစီးဝင်လာလဲဆိုတော့အဲ့ချိန်မှာမေခင်မေရီနို position out လို့သူလိုက်ဝင်သွားတယ်မှန်ပါတယ်သူ့ဆုံးဖြတ်ချက် ကောင်းတက်ခွင့်လည်းရတယ်ဒါပေမဲ့ तू ကကောင်းတက်ခွင့်မကောင်းဆိုတော့ဘူခါယိုဆာကာကတကယ်တော့အဲ့လိုမျိုးဒီဟို area ထက်ကကန်ချက်တွေကန်လေးရှိပြီမဲ့အဲ့ဒါက तू ဒီတောင်းပြတိုင်ယာကောင်နဲ့အဝေးတိုင်ကိုကန်တာအခုလိုမျိုးကန်တဲ့နေရာကအစဲရို့အိုရီကာတို့ဒါကန်တက်တဲ့နေရာမျိုးဒါ तू ကန်နေကန်ကန်လေးကန်တာရှိတဲ့ပုံစံမဟုတ်ဘူးကန်နေရနေရာမဟုတ်တာရဲ့ကောင်းတိုက်ချင်းကသူ့ရဲ့လှုပ်လေလှုပ်ထမရှိတဲ့အရာတွေအာဆနယ်ကအဲ့ဒီအရာတွေကိုတွေးနေရတယ်အဲ့တော့ဘောလုံးပိုင်ဆိုင်ခွင့်ကအာဆနယ်တာနေ၆၀ရာခိုင်နှုန်း ဗလာ40ခန်းလောက်ရှိတယ်အခွင့်အရေးလဲဒီဗလာကတစ်ချိန်ပဲရှိမယ်အဲဒီအာဆနယ်က3ချိန်လောက်ရနေပြီအဲအဲ့ဒီအချိန်ပါဒါပေမဲ့အဲ့အာဆနယ်ရဲ့3ချိန်ကဘူကာဆာကတီ2ချိန်အပါဝင်ရှေ့ကဒီပြောမဆင်တော့ဘာမှမဟုတ်တဲ့တိတ်ပြီးတော့ထွေထူးပြောကြတာရှိတဲ့အခွင့်အရေးမျိုးအာဆန်ဗလာက massive chance တစ်ချိန်နဲ့အာဆနယ်ကိုစပြီးတော့ချင်းချောက်တွေ့ရတယ်ကာလာဖျိုရီကစားတာကတက်ရပါတယ်တက်ရတယ်ဒါပေမဲ့တက်ရတာပဲရှိတယ်ကာလာဖျိုရီကစားတာက အခုဆိုတာဒီ Britain media တွေဆို Color Fury ကိုဝိုင်းမြို့ညှိုးနေကြတယ်တကယ်တော့ Color Fury အလောက်ကြီးတော့လည်းမဟုတ်ဘူးကစားတာကောင်းတယ်တက်လက်တက်ရတယ်တက်လက်တက်ရဒါပေမဲ့ဒီသူကစားတာကလိုအပ်ချက်ရှိနေတော့မယ် attacking play အတွက်သူက out of position မှာကောင်းပြီးတော့ ball playing မှာတိတ်မကောင်းဖြစ်နေတယ်အဲ့တော့ game ကမင်းလက်20ကျော်လာတယ်ပွဲကကျန်းလာတယ်တဖြည်းဖြည်းနဲ့ physical အားပြိုင်မှုတွေမြင်လာရတယ်ဖိစကအပြန်မှုတွေမြင်လာရတယ်။ဟိုကြီးတဲ့သူတွေအတွက်ကြီးလို့ကောင်းတယ် အတွန်းတိုက်တွေများတယ်ဆိုပေမဲ့အဲ့မှာဒီ tactical identity နှစ်သန်းသလုံးပြောင်းနေတော့ဝုန်းဝုန်းဖြစ်နေတယ်။ဒါအာဆနယ်ကပိုစည်းတဲ့အနေအထားမျိုးဖြစ်ပေမဲ့ Villa ကကစားနေရင်လည်းအဲ့လို game မျိုးကိုပိုကြိုက်တယ်။ chaos ပုံစံမျိုးမှာ Villa ကယုံကြည်မှုပိုရှိလာသလိုဖြစ်တယ်။နောက်သူတို့ခံစစ် shape 442ကလည်းဒီ Telemans နဲ့ Watkins နဲ့အဲ့ Telemans နဲ့ Watkins နဲ့အာဆနယ်ကဒီဘောလုံးက central zone မှာရှင်အဲ့နှစ်ယောက်ကထိပ်ဆုံးကိုတက်ပြီးတော့ကျန်တာကဒီ second line မှာ၄ယောက် ဒီ first line မှာ၄ယောက်ဟော defend ခံစစ်အနေနဲ့ဆိုရင်အဲ့အဲ့၄ယောက်၄ယောက်ကကြစ်တယ်ဟိုနှစ်ယောက်ကလှုပ်ရှားရင်းနဲ့ဘောလုံးကညာဘက်ရောက်သွားပြီဆိုရင်အဲ့ညာဘက်ရောက်တဲ့အချိန်မှာဒီ telemans ကအတွင်းကိုပြန်ဝင်ပြီးတော့ဒီဘက်ကဒီ workings ကိုတယောက်ကသွားပြီးတော့ပေါင်းပြီးတယ်ဘယ်ချက်ကိုဘယ်ဘက်ကိုရောက်တဲ့အချိန်ဆို telemans နဲ့ကွင်းလက်တယောက်ကတက်လာပြီးတော့ workings ကနောက်ကိုဆင်းပြီးတယ်ဆိုတော့သူတို့က shape ကမပြတ်သွားဘူး မပြတ်တဲ့အပြင် transition တွေကလည်းတော်တော်ကောင်းတယ်အဲဒီ29လောက်မှာ29 28လောက်မှာ transition ကပဲအခွင့်အရေးထက်ရတယ် multicast dagland rise တာ block မလုပ်နိုင် ကိုးသွားနိုင်တယ် multicast က multicast ကအဲ့လိုပုံစံမျိုးလွတ်ထွက်လွတ်ထွက်တာက cash ကိုဘသူက arsenal ခံစစ်ကဘသူလိုက်မလဲ color fury multicast ကိုမလိုက်သူသူနဲ့ multicast နဲ့တကယ်ဆိုရင် fury တိုက်စစ် စင်ဂျင်နဲ့မာဒီကတ်နောက်မှာရှိတယ်မာဒီကတ်တိုက်စစ်စင်ဂျင်မှာကာလာဖီယိုရီနောက်မှာမရှိဘူးတော့ပေးလိုက်ရတဲ့ဂိုးလည်းအတိုင်းပဲမာဒီကတ်ပဲအဲ့ဒါလည်းဒီလိုပဲကာလာဖီယိုရီကအတွင်းကိုရောက်နေတယ်ဒါကတော့သူ position out တော့မဟုတ်ဘူးအတွင်းကိုရောက်နေတယ်အာဆနယ်ဟာ back 3ပုံစံမျိုးအဲ့မှာဒီ Julian Timber ရဲ့ Henk Pie ရဲ့ Color Fury ရဲ့ back 3ပုံစံမျိုးအဲ့ back 3ပုံစံမျိုးသူတို့ဒီ၃ယောက်စလုံးဟာ central zone ထဲမှာအစ်စ်စ်လေးလေးနေရာယူထားတယ်ခန်းစစ်အမားတော့မဟုတ်ဘူးအဲ့ဒါ အဲ့သူတို့ရဲ့အစုံနှစ်ဖက်မှာကဘူခိုင်ယိုဆာကာကညာတောင်းမှာမှာအဲဇေးကဘဲတောင်းမှာမှာဆိုတော့ fight back back fight ပုံစံဖြစ်နေပြီးတော့ကွင်းလေကစားသမား2ယောက်နဲ့ဒီ Ben White နဲ့3ယောက်တန်းကအဲ့5ယောက်ရဲ့အရှိမှာအဲ့မှာမှာအဲ့အရှိမှာမှာ Martin Odegaard နဲ့ဒီ Mikel Merino နဲ့2ယောက်ကဒီဆိုမှာ532 shape ကိုမိနေမိနေတဲ့ကြားတွေကပေးလိုက်ရတဲ့ကိုကမထင်မှတ်ပင်နဲ့ဖြတ်တင်ပေါ်တင်တဲ့အချိန် Jordan Timber ရှင်းထုတ်တဲ့ဘောလုံးကရှက်ထိပ်ပြီးတော့အဲ့အနောက်ဘက်ဇုံကိုရောက်ပြန်အောင်ရောက်သွားတာ ါတော့ကန်ဆိုးတာလို့ပြောလို့ရတယ်အမှားလို့မပြောချင်းဒါပေမဲ့အဲ့ဒီဘောလုံးကိုပြန်လိုက်တဲ့အချိန်မှာအစိကဒါသူ natural defender မဟုတ်ဘူးသူလွတ်ထွက်သွားတယ်မာတီကတ်ကန်သွားပြီးဂိုးပေးလိုက်ရတာအဲ့တော့အဲ့ဒါအဲ့ဒါကဒီ game ရဲ့ဒီအခြေအနေကိုပေါ်ပြတဲ့ဂိုးလို့လည်းပြောလို့ရတယ်နောက် Villa ရဲ့ pressing ကလည်းတော်တော်လေးကောင်းတယ် Arsenal ခံစစ်ဇုံမှာဘာမှအလုပ်အလုပ်တွေဟိုအများကြီးလည်းလုံးမနေဘူးဝုန်းနဲ့ကစားဘူးနောက်တစ်ခါ ဘာလို့ဆိုတော့ Arsenal အခု pressing လုပ်တယ်ပေါ့နော်ဒီပွဲမှာဟို contradiction ကဘာလဲဆိုတော့ pressing လုပ်ပြီးတော့ကစားတယ်အဆင်မပြေဘူး Arsenal ရဲ့ pressing ဘာလို့အဆင်မပြေလဲဆို pressing ဘာကြောင့်ပြိုပြတ်တယ်လဲဆိုလွန်ခဲ့တဲ့2နှစ်လွန်ခဲ့တဲ့3နှစ်လွန်ခဲ့တဲ့4နှစ် pressing ဒီအလုပ်ဖြစ်တာကိုကျွန်တော်တို့မြင်ခဲ့ရပြီဘာကြောင့်အလုပ်ဖြစ်တယ်လဲဆိုခန်းစစ်ကစားတဲ့အတင်းကခန်းစစ်စုံမှာဘောလုံးကင်နေရင်းနဲ့အဲ့ pressing လုပ်တာကို break လုပ်ဖို့အတွက် short pass ပြီးနဲ့ပြီးဖို့ကြိုးစားရင်လည်းအမှားတွေကျူးလွန်မိတာအချိန်ပေါင်းများစွာမြင်ရတယ် ဒါပေမဲ့အခုအဲ့လိုမဟုတ်တော့ဘူးပုံစံကပြောင်းသွားပြီ present တက်လို့ကန်တင်ပါပြီအဲ့ present ရဲ့တန်ကိုမခံဘူးဘောလုံးဆုံးရင်ဆုံးမသိအဲ့ဘောလုံးဆုံးသွားပြီဆိုရင်အဲသူတို့ cancel ဆုံးကနေပြန်ဖောက်မယ် middle block လောက်နဲ့ကစားမယ်ပြီးပြီပြီးရင်သူတို့ transaction နဲ့ပြန်ကစားမယ်ဆိုတဲ့ပုံစံမျိုးဆိုတော့ဘောလုံးကဆုံးရင်ဆုံးမဆုံးရင်လည်းကန်တင်လိုက်တယ်ကိုယ့်လူရရင်လည်းတိုက်ဆစ်ဆင်မယ်ကိုယ့်လူမရရင်လည်းပြဿနာမရှိဘူး present တော့အလုံးမခံဘူးဆိုတဲ့ပုံစံဒါအခု online amery ရအတင်းကစားသွားဆိုအဲ့ပုံစံပဲ တော့ Arsenal ဟာ pressing သာလုံးနေတယ်ကြဲတိကြဲတော့ကြီးဖြစ်နေတယ်ဘာလို့လဲဆိုတော့သူတို့ကဒီ pressing လုပ်ဖို့အတွက်ဆိုတာက1 move 2 move 3 move 4 move နဲ့အတူ6စက္ကန့်9စက္ကန့်လောက်အကြာမှာကိုယ့်လူတွေကတဖြည်းဖြည်းနဲ့တက်တက်ပြီးတော့စောတာအဲ့တော့ pressing trap your trackers your team တရားပဲဒါပေမဲ့အဲ့လိုလုံးချင်ကုန်မရဘူး Villa ကန်တင်တာပဲလုံးဝကျန်ကန်တင်လုံးဝကျန်ကန်တင်ဆိုတော့အဲ့ pressing လဲတက်ပြီးတော့လုံးလို့အလုံးမဖြစ်ဘူးမဖြစ်ပေမဲ့ဂိုးရသွားတာကျတော့ pressing ကနေရသွားတာ ကိုးရသွားတာဒါကြောင့် contradiction ကအဲ့လိုဆိုတော့ဒီဒီအခြေအနေလေးတစ်ခုကိုကြည့်ပြီးတော့ pressing အလို့ဖြစ်နေတယ်ထင်တော့မှားမယ် pressing ကတကယ်တော့အလုံးမဖြစ်ဘူးကန်တင်နေဘောလုံးဆိုရင်သုံးမစကန်တင်မှာတော့အဲ့ဒီဘောလုံးကိုအဲ့သူများစုံမှာဘောလုံးရဖို့ထန်လို့ပါလို့ဖို့ဆိုတာကြီးအထိပ္ပယ်ကိုမရှိတော့ဒါပေမဲ့ရသွားတာကဆော့ဆော့ဖြစ်သလိုပဲဒီ villa ခန်းစစ်မှာဘောလုံးကင်ထားတဲ့အခြေအာစနာက vector yoga ကစတိုးတယ်အဲ့ဘောလုံးကိုရော့ခ်ဒီတိုးတဲ့အချိန်မှာကွန်ဆာကဘယ်ဘက်ကဖောက်တော်ရက်ကိုပေးတယ် မာတင်အော်ရီဂါထတ်တိုးတယ်။အဲ့ဘောလုံးကဒီမက်ဆန်စီကနေကွင်းလေကိုရောက်လာတဲ့အချိန်ဒက်ကလန်ရိုက်လိုက်ဖိတဲ့အချိန်ဘောလုံးရသွားတယ်။ရသွားတဲ့ဘောလုံးကိုအော်ရီဂါကစာကာကိုပေးစာကာဖြတ်ပြီးတော့ချိုးပြီးတဲ့အချိန်ဒါလူသားဝင်လာတဲ့ထရော့ဆောက်သွင်းသွားတာ။ဆိုတော့ pressing ကနေပြီးတော့ turn over ကနေပြီးတော့ရသွားတယ်ကိုပဲ။ဒါပေမဲ့တပွဲလုံးအဆင်ပြေလာဆိုအဆင်မပြေဘူး။ဆိုတော့နောက်ဆုံး goal ကတော့ပြောရတာလေအရန်ရှိလာပြီ။ဒါကြတော့ပြောစရာကြီးကတော့ဟိုအများကြီးပဲ။ဒါပေမဲ့ဟိုအဓိကလူရင်းကဘာလဲဆိုတော့ ယောက်ခရက်စ်ကကန်ဆာကိုတိုးတိုးလို့မပေါ့ဘူးအလုပ်တော်တော်လေးလိုက်လုပ်တယ်ဒါပေမဲ့တိတ်ပြီးတော့အဆင်မပြေဘူးအဆင်မပြေဘူးဒီအက်စတန်ဗီလာကတော့မှ60ကျော်လောက်မှ62မှာတကြိမ်64မှာတကြိမ်ကို11ဖြစ်သွားပြီးနောက်ပိုင်းအက်စတန်ဗီလာပိုတော့ကောင်းလာသေးတယ်အခွင့်အရေးလည်းရတယ်တမန်တိုက်စစ်တွေအာဆင်ရဲ့ခံစစ်ကစားပုံကအဲ့လိုအပ်ချက်တွေအပေါက်ပြဲတွေတော့ချောက်မြင်ရတာမိနစ်80မှာ အုံ9000နီးစပ်သွားသေးတယ်ယူရန်ထဲမှာဒီရယ်ယာရဲ့လက်ထဲရောက်မဲ့ပေါ်လုံးကိုဝင်ဖြတ်တဲ့အချိန် ကိုးဘောက်စီကိုအိုးတဲသွားတာပိုးသွားပြီထင်တာပြီးတော့မာလန်ကန်နဲ့ကိုလည်းအတိုင်ပင်းနာကတ်ထွက်သွားလို့အမော်ဂန်ရော်ဂျာစ်ကနောက်ပိုင်းတောက်ချောက်ညာချမ်းမှာညာချမ်းကနေတောက်ချောက်ဖိအားပေးပြီးတော့ကစားသွားတာတော်တော်လေးကောင်းတယ်အာဆင်နယ်တက်ချင်တယ်တက်ခွင့်ကိုမရဘူးဗလာရဲ့ဘောလုံးကင်ပုံကပို့ပြီးတော့စေးစားလာတအိုးချင်းအမားတွေနေလာတယ်ပြီးတော့ color tip ကြားထဲမှာဒီတယောက်နဲ့တယောက်ဒီဘောလုံးပုတ်တာတွေပို့ပြီးကောင်းလာတော့အာဆင်နယ်နောက်ပိုင်းကအာဆင်နယ်ဟိုဂိုးရဖို့မလွယ်တော့ဘူးဆိုတာခံစားနေရပြီဆိုတော့ယော့ခရပ်စ်ကလည်းဘောလုံးက လောင်းလိုက်ပြီးဝင်းတိုးကွန်ဆာကလမ်းကြောင်းပိတ်ထားဆိုတော့ကွန်ဆာကလည်းတော်တော်လေးအလုပ်ဖြစ်တယ်ဆိုတော့နောက်ဆုံးတော့ဒီဘွန်ဒီယာနော်ဝင်လာတဲ့ကဟိုတကယ်မက်ဂျက်ကထားတယ်လည်းတွေ့ရတယ်ဟိုလှုပ်ဒီလှုပ်ဟိုလှုပ်ဒီလှုပ်အလုပ်လျှောက်လုံးနေရင်းနဲ့တကယ် final kick of the game ပဲနောက်ဆုံးကံရအဲ့ဘောလုံးထိကြနောက်ဆုံးထိကြပဲအဲ့ထိကြအပြီးမှာဒီပွဲပြီးတာပဲလုံးဝတကယ်ဗီလာရဲ့အဲ့ဒီကြိုးစားအားထုတ်မှုတကယ် incredible work ပဲတော်တော်မိုက်တယ် ဒီလူသားလဲမှုတွေလည်းအလုပ်ဖြစ်ခဲ့လို့ပြောလို့ရတယ်။နောက်မာလန်လည်းတော်တော်လေးကောင်းတယ်။နောက်ဆုံးမှာအဲ chaos အနေအထားကနေရှုပ်ထွေးနေရင်းနဲ့ပေါ်လုံးကမပြက်မပြက်မပြက်နဲ့ဟိုဘလော့ခ်အောင်လဲပြက်သွားနိုင်လောက်အောင်ဖြတ်ထုတ်ရလောက်တဲ့အနေထားကိုမရောက်ဘဲနဲ့အဲနားတွေဝုန်းဝုန်းနဲ့နောက်ဆုံးအခွင့်ရရပြီတော့ဒါဝန်ရကန်ထဲသွားပြီးတော့ကိုးသွားတယ်။ဆိုတော့2-1နဲ့ပြီးသွားတယ်။ဆိုတော့ဒါကတော့ Aston Villa 2-1 Arsenal ပွဲနဲ့ပတ်သက်ပြီးတော့တုံးကြခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်။